အာဆီယံအနေနဲ့ဆိုလို့ရှိရင်မင်းတမင်းအွန်လိုင်းကိုဖိတ်မလားဆိုတော့ဖိတ်မှာမဟုတ်ပါလုံးလုံးစင်အာဆီယံကလက်ရှိအရင်ကတည်းကတည်ရှိထားတဲ့မူဝါဒအတိုင်းရပ်တည်နေတာဖြစ်ပါ လေးရှားနိုင်ငံအနေနဲ့ဒီအာဆီယံဥက္ကရာအဖြစ်အတာဝန်ယူတဲ့အခါမှာဟိုပြင်ဆင်စဉ်းစားတဲ့အပိုင်းတွေရှိ ပြင်ဆင်တဲ့အခါမှာဒီမလေးရှားအစိုးရအနေနဲ့ကကြတော့အာဆီယံဥက္ကရာအနေနဲ့တာဝန်ယူပြီးတော့ပြင်ဆင်တဲ့အပိုင်းဖြစ်တယ်ဖြစ်တော့အာဆီယံဥက္ကရာအနေနဲ့တာဝန်ယူတဲ့အခါမှာမြန်မာအရေးဟာရေးရှိအဖြေရှာရမယ့်အရေးလို့ မလေးရှားနိုင်ငံကမြင့်တယ်ပေါ့အဲ့လိုရေရှည်အပြေရှားတဲ့အခါမှာလက်ရှိအာဆီယံရဲ့ပြင်ဆင်မှုအာဆီယံဥက္ကဋ္ဌအနေနဲ့လှုပ်လို့ရတဲ့မူဝါဒအဖြစ်တည်မှုအပိုင်းတကယ်လို့အာဆီယံလက်ရှိမူဝါဒတွေဥက္ကဋ္ဌရဲ့တာဝန်လုပ်ပိုင်ခွင့်တနစ်တာအပိုင်းနေအနေနဲ့ဆိုလို့ရှိရင်ပြင်ဆင်ရတဲ့အပိုင်းတွေရှိတဲ့အခက်ခဲရှိတဲ့အပိုင်းတွေရှိတယ်ပေါ့မလေးရှားကစဉ်းစားတာကအာဟိုမြန်မာအရေးကရေရှည်အပြေရှားမဲ့လုပ်ငန်းစဉ်လို့မြင်တယ်ဆိုတော့ ၃နှစ်အဲပတ်ဝန်းကျင်ပေါ့၃နှစ်ရေစီဖြည့်ရှားမယ်လို့မြင်တယ်နံပါတ်၁နံပါတ်၂ကကြတော့အာဆီယံဥက္ကရာအနေနဲ့တစ်နှစ်ဖဲတာဝန်ယူရတဲ့အခါမှာမြန်မာအရေးကိုပြင်ဆင်ရတဲ့အခါမှာအဲဒီဆောင်ရွက်ရမယ့်အပိုင်းတွေကအခက်အခဲရှိတယ်ဒါဆိုလို့ရှိရင်ဘာတွေပြင်ဆင်လို့ရှားနိုင်မလဲဆိုတဲ့စဉ်းစားချက်တစ်ခုရှိတယ်ဒါနံပါတ်၂ဖြစ်ပါနံပါတ်၃ကတကယ်လို့ဒီအာဆီယံ ဥက္ခရာတာဝန်ယူတဲ့နှစ်တာကာလမှာလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ဖို့ခက်ခဲတဲ့ဆိုရင်တောင်မှ Now ASEAN ဥက္ခရာတက်လာတဲ့အခါမှာဖိလစ်ပိန်တက်လာတဲ့အခါမှာမြန်မာအရေးကိုအပြေရှားနိုင်ဖို့မြန်မာငြိမ်းချမ်းရေးကိုရယူနိုင်ဖို့အတွက်ဒီ target ချင်းတဲ့လုပ်ငန်းစဉ်အစီအစဉ်တွေရှိတယ်ပေါ့သူကတော့မြန်မာပြည်ပေါ်ကိုစေတနာရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့အဲဒါကြောင့်ရေးရှိအပြေရှားနိုင်ဖို့အတွက်အ ਨੇ စုံတော့ဘာတွေလုတ်ခဲ့တယ်ဘာတွေလုတ်တင်တယ်ဆိုတဲ့ ဗျူဟာတွေစီမံချက်တွေကိုအခြားဥက္ကရာအနေနဲ့လဲဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့ခြင်းနဲ့ဆိုတဲ့စဉ်းစားချက်ရှိတယ်ပေါ့အဲ့ဒီစဉ်းစားချက်မူဝါဒ၃ခုကို အခြေခံပြီးတော့မလေးရှားအစိုးရကဥက္ကရာအာဆီယံဥက္ကရာအနေနဲ့ဒီမြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့မြန်မာနိုင်ငံကြီးနဲ့သက်ဆိုင်တဲ့အစုအဖွဲ့တွေအဲပုံကိုယ်တွေအဖွဲ့အစည်းတွေတော်တော်များများကို၂၀၂၄ မတ်လာနေပြီးတော့စတင်တွေ့တာနေရှိတယ်ပြင်ဆင်မှုအပိုင်းတွေကကြတော့မြန်မာနိုင်ငံမှာအဲပါဝင်နေကြတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေတော်လှန်ရေးအဖွဲ့အစည်းတွေကို bilateral လို့ခေါ်တဲ့အဲတဖွဲ့ချင်းတွေ့တာတော့၎င်းအားလုံးစုံစည်းဖို့တွေ့ဖို့တော့၎င်းပြင်ဆင်တဲ့ဥစ္စာတွေရှိတယ်ပေါ့ရှိတော့စီဝေးပေါင်း150ကျော်တို့တွေ့ပြီးပြီဖြစ်တဲ့ in person အနေနဲ့ကကြတော့တကယ်တမ်းတော့အခု ဒီအော်တိုဘာမှာတွေ့တဲ့ဥစ္စာကတခုတည်းတော့မဟုတ်ပါဘူးနှစ်ဆကလေးကတွေ့ခဲ့ကြတာရှိတယ်ပေါ့တော်လန်ရေးအစုအဖွဲ့တော်တော်များများကိုလည်းဖိတ်ခဲ့တယ်ပေါ့ NUCC ဒီလိုခေါ်တဲ့အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီအမျိုးသားညီညွတ်ရေးအစိုးရ NUG Committee Representing for Bidang Lut. CRPH အပါဝင်ဒီတိုင်းရင်းသားလူမျိုးစုအဲဥဆောင်အဖွဲ့အစည်းတွေနောက်ပြီးတော့ ethnic လိုပဲ ethnic based consolidated council state based consolidated council အဖွဲ့အစည်းကိုစားပြုအဖွဲ့အစည်းတွေပါတယ်နောက်တစ်ခုကဒီအထက်မြန်မာပြည်လို့အဲရှိတဲ့ဒီစကိုင်းမကွေးမန္တလေးဒေသမှာရှိတဲ့နိုင်ငံရေးအစုအဖွဲ့အစည်းတွေတော်လှန်ရေးအစုအဖွဲ့အစည်းတွေရန်ကုန်ရန်ကုန်လွတ်တော်ရန်ကုန်မှာရှိနေကြတဲ့နိုင်ငံရေးတိုင်းနယ်မှာရှိနေကြတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေတော်တော်များများကိုအာဆီယံဥက္ကရာအနေနဲ့အဲဖိတ်ခေါ်ပြီးတော့တွေးဆောင်နေတာဖြစ်ပါတယ်အဲ့လိုတွေးဆောင်ရတဲ့ရည်ရွယ်ချက်ကကြတော့ တော့ inclusive engagement လို့ပြီးတော့စဉ်းစားရတဲ့ဥစ္စာရှိတယ် inclusive engagement မြန်မာနိုင်ငံရေးကိုအပြေရှားဖို့ဆိုလို့ရှိရင်အလုံးပါဝင်နေကြတဲ့အစုဖွဲ့တွေကိုတေချာနားထောင်ရမယ်တေချာပြင်ဆင်ရမယ်ဆိုတဲ့စဉ်းစားချက်မလေးရှားရှိတယ်ပေါ့အဲ့လိုရှိတဲ့စဉ်းစားချက်ကိုဖော်ဆောင်တဲ့အခါမှာ ASEAN 5 point consensus ရဲ့ framework base ကိုယူတာဖြစ်ပါတယ်ပေါ့ဖြစ်တော့ဒီဆွေးနွေးမှုနိုင်ငံရေးကိုအပြေရှားဖို့ဆိုလို့ရှိရင် succession of violence လို့ခေါ်တဲ့ဒီတိုက်တိုက်ခိုက်မှုတွေအကြမ်းဖက်မှုတွေကိုယုံနေအောင်လုပ်ဖို့ဒီမြန်မာပြည်သူတွေ internet uh, internet displaced people လို့ခေါ်တဲ့ဒီစစ်ကြောင်းရွှေပြောင်းနေထိုင်ကြရတဲ့ပြည်သူလူထုတွေရဲ့လိုအပ်ချက် humanitarian assistance ကိုဆောင်ရွက်ပေးနိုင်ဖို့နောက်တစ်ခုကဒီ humanitarian assistance ဆောင်ရွက်တဲ့အခါမှာအမှန်တကယ်လိုအပ်နေတဲ့နေရာဒေသတွေကိုရောက်ဖို့အတွက်ဒေသအဖွဲ့အစည်းတွေနဲ့ဆောင်ရွက်ဖို့ နောက်တစ်ခုက inclusive dialogue လို့ခေါ်တဲ့နိုင်ငံရေးဆွေးနွေးပွဲအတွက်ပြင်ဆင်နိုင်ဖို့ဆိုတဲ့ဒီအခြေခံ framework တင်တဲ့ဆောင်ရွက်တာဖြစ်ပါတယ်ပေါ့ဒီဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်အနေနဲ့ဆိုလို့ရှိရင်တော်လှန်ရေးဒီပြည်သူလူထုကိုကိုစားပြုနေကြတယ်တော်လှန်ရေးအစုအဖွဲ့တွေရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ချက်လုပ်ငန်းစဉ်တွေကိုပုံမသိရှိပြီးတော့ ASEAN Chairmanship ASEAN Chair အနေနဲ့ဘယ်လိုတွေပူးပေါင်းဆောင်ရွက်လို့ရနိုင်တယ်လဲဆိုတဲ့အဥစ္စာမျိုးကိုပုံမသိအောင်အတွေ့အဆုံဆွေးနွေးရခြင်းဖြစ်ပါတယ်ခင်ဗျ အလစ်ရှားနိုင်ငံရဲ့ပြင်ဆင်ဆွေးနွေးတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်သူကအစင်းစင်ကွဲတာရှိတယ်ပေါ့။နေရာဒေသဒီဒီအာဆီယံအတွင်းမှာဒီဒီလုံနေကြတဲ့တင်တန်အဖွဲ့အစည်းတွေကိုတွေ့တာရှိတယ်။အာဆီယံရဲ့အရေးမြန်မာရဲ့အရေးကိုလေ့လာနေကြတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တာရှိတယ်။ဒီအောက်တိုဘာလမှာပြင်ဆင်တဲ့အပိုင်းကကြတော့1.5 truck လို့ခေါ်တဲ့အခြားဒီဒီအာဆီယံနိုင်ငံအတွင်းမှာဒီမြန်မာအရေးကိုအစဉ်ဒီဇိုင်းလုံနေကြတဲ့ နိုင်ငံစုံငါပညာရှင်တွေကိုခေါ်ယူတွေ့ဆုံဆွေးနွေးတဲ့ဥစားလည်းရှိတယ်ဒါနံပါတ်1ဖြစ်တယ်ပေါ့ truck plan truck 1လို့ခေါ်တဲ့ဒီမြန်မာတော်လိုင်းရေးအစုအဖွဲ့တွေနဲ့တွေ့တဲ့အစီအဝေးပဲမှာတော့တက်ရောက်တာကကျတော့ ASEAN အဲအဲ ASEAN ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားအဲမလေးရှား special envoy အနေနဲ့ဥဆောင်ဆွေးနွေးတာဖြစ်ပါတယ်ပေါ့တက်တာကတော့ UN အဲမြန်မာ special envoy ဖြစ်တဲ့ Miss Julie Bishop လည်းတက်ရောက်တယ် အဲဒါတော့အဓိကပုံကူတွေဖြစ်တယ်ပေါ့ဆွေးနွေးတဲ့ဆွေးနွေးတဲ့ပုံစံကကြတော့မြန်မာတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆွေးနွေးတာဖြစ်တဲ့အတွက်တော်တော်များများကတော့ဒီမြန်မာအနေဦးတော်လှန်ရေးအစုအဖွဲ့အတိပဲတက်ရောက်တာဖြစ်ပါတယ်နိုင်ငံတကာအနေနဲ့ကကြတော့အာဆီယံ Special Envoy ရဲ့နောက်ပြီးတော့ UN Special Envoy ဖြစ်တဲ့ Miss Julie Bishop တက်ရောက်တာဖြစ်ပါတယ် ဘလုံးစင်မှာကကြတော့ဒီဆွေးနွေးတဲ့ framework အနေနဲ့ဆိုလို့ရှိရင်တော့ကကြတော့ဒီ ASEAN Chairman အနေနဲ့ကကြတော့ဒီဆွေးနွေးတဲ့အကြောင်းအရာတွေအနေနဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံရေးကနိုင်ငံတကာရဲ့ထင်မြင်မှုကဆွေးနွေးမှုနဲ့အပြေရှားမှတာလင်ငြိမ်းချမ်းတဲ့အဲငြိမ်းချမ်းရေးကိုရရှိနိုင်မယ်ဆိုတဲ့အဲ့ဒီဒီလမ်းစဉ်ကိုတွားတာဖြစ်တယ်ပေါ့အဲ့လိုလမ်းစဉ်တွားတဲ့အခါမှာဆွေးနွေးနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော်လိုင်းအင်အားစုတွေရဲ့နိုင်ငံရေးပြင်ဆင်မှုကို ပြင်ဆင်မှုကိုဆွေးနွေးကြတာဖြစ်တယ်။နိုင်ငံရေးပြင်ဆင်မှုကိုဆွေးနွေးကြတဲ့အခါမှာလောလောဆယ်ဒေါ်လာရေးအစုဖွဲ့ဒီကြားထဲမှာကိုပဲဆွေးနွေးမှုတေအမျိုးမျိုးရှိတယ်ပလက်ဖောင်းတွေအမျိုးမျိုးရှိတယ်။ဥပမာဟို NUCC ရှိတယ် MEC ရှိတယ် K3C NUG ရှိတယ်အစရှိတဲ့ဖြင့်နေရာဒေတာအစုံပလက်ဖောင်းအစုံဆွေးနွေးနေကြတာမျိုးရှိတယ်ပေါ့။အဲ့လိုဆွေးနွေးမှုတွေအနေနဲ့ဆိုလို့ရှိရင်ပုံမစူးစီးနိုင်ဖို့အတွက်ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေလုပ်ဖို့လိုအပ်တယ်လဲ။ ်ဘယ်လိုမျိုးတွေတွေးဆမှုလိုအပ်နေတယ်လဲဆိုတဲ့ဥစ္စာမျိုးကိုတော်တော်များများဆွေးနွေးကြတာဖြစ်တယ်ပေါ့အဲ့လိုဆွေးနွေးတဲ့အခါမှာကကြတော့ဒီအခက်ခဲအဲတဘောမတူညီမှုတော့မဟုတ်ဘူးပေါ့အခက်ခဲကဘာလဲဆိုလို့ရှိရင်တော်လန်ရေးအစုဘွဲတွေကကြတော့ဟိုတာဝန်၃ရက်ကိုနေစဉ်ထမ်းနေကြရတာဖြစ်တယ်တာဝန်၃ရက်ကဘာလဲလို့ပြောရင်နေစဉ်ပြည်သူလူထုကိုတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့ရန်ကိုလည်းကာကွယ်နေရတဲ့အဲအတာဝန်ရှိဒါနံပါတ်၁ဖြစ် နံပါတ်1ကကြတော့တော်လိုင်းအစုဘွဲတွေထိန်းချုပ်ထားတဲ့နေရာဒေသတွေမှာရှိနေကြတဲ့အခြေခံပြည်သူလူထုကိုဝန်ဆောင်မှုပြုနိုင်ဖို့အတွက်ပြင်ဆင်နေကြရတဲ့ဥစ္စာရှိတယ်။ဒါမှနံပါတ်1ဖြစ်ပါတယ်။နံပါတ်3ကကြတော့တော်လိုင်းအစုဘွဲတွေကဒီတာဝန်တွေနဲ့ထမ်းဆောင်နေရတယ်လို့ငါတို့တိုင်းပြည်ကိုဖရပီတောင်စုကိုတိဆောက်ကြမယ်ဆိုလို့ရှိရင်ဘလို့လုပ်ငန်းစဉ်တွေလောက်ကြမှာလဲဆိုတဲ့ဥစ္စာမျိုးကိုပြင်ဆင်ဆွေးနွေးကြရတဲ့အခါမှာ ရှိတဲ့ အနေရာရှိနေတဲ့အခွင့်အရေးအရာ တွေ့ကြရတဲ့အခါမှာအခက်အခဲများစွာရှိဥပမာ EFTA ဆွဲနေတာရှိတယ် Common Political Agreement ဆိုပြီးလုပ်နေတဲ့ဥစ္စာတွေရှိတယ်သူ့နေရာဒေတာအကျဉ်းလိုက်တော့အင်အားစုတွေကဆွေးနွေးနေကြရတာရှိတယ်ဒါပေမဲ့အားလုံးစုံစည်းနိုင်ဖို့အတွက်အားလုံးကြစ်ကြစ်လက်လက်စုစည်းမှုရနိုင်ဖို့အတွက်ဆိုလို့ရှိရင် Safe Space လို့ခေါ်တဲ့လုံခြုံတဲ့နေရာဒေတာတွေလိုအပ်တာဒီအင်အားစုတွေလွတ်လွတ်လပ်လပ်တွေ့နိုင်ဖို့အတွက် အာဆီယံမန်ဒိတ်တဲ့ support လိုမျိုးအာဆီယံကနေထောက်ခံပြီးတော့တော်လိုင်းရေးအစုအဖွဲ့တွေလွတ်လွတ်လပ်လပ်ထိုင်းနိုင်ငံမှာပဲတွေ့တာဖြစ်စေမလေးရှားနိုင်ငံမှာတွေ့တာဖြစ်စေဖိလစ်ပင်းမှာပဲတွေ့တာဖြစ်စေတော်လိုင်းရေးအစုအဖွဲ့တွေအနေနဲ့တိုင်းပြည်တိဆောက်ရေးလုပ်ငန်းစဉ်တွေဆွေးနွေးနိုင်ဖို့အတွက်အခက်အခဲတွေများစွာကရှိနေကြတယ်ပေါ့နေ့စဉ်ပြည်သူလူထုကိုတိုက်ခိုက်နေရတယ်တပ်ဖြတ်ခံနေရတယ်ဆိုလို့ရှိရင်လေဘလို့မှဒီနိုင်ငံပြည်သူလူထုကိုကိုစားပြုနေတဲ့အစုအဖွဲ့တွေကစိတ်လွတ်လပ်စွာဆွေးနွေးခွင့်မရနိုင်ဘူးပြည်သူလူထုကိုကာကွယ်ရတဲ့ လုပ်ငန်းစဉ်တွေလုပ်နေရတယ်နိုင်ငံရေးဆွေးနွေးဖို့ဆိုလို့ရှိရင် safe space တောင်မှခက်ခဲနေတယ်ဆိုလို့ရှိရင်ဘယ်လိုမှအဲအလုပ်ကမတွန့်ကျဲဘူးနောက်တစ်ခုကနိုင်ငံရေးဆွေးနွေးရမယ်ဆိုတဲ့ဥစ္စာမျိုးတွေတွန့်ကျဲလာပြီမဲ့နေ့စဉ်စစ်ကောင်စီအနေနဲ့အဲစစ်ကောင်စီလိုပဲပြောပြော SSP စီလိုပဲပြောနေမြန်မာစစ်တပ်အနေနဲ့ပြည်သူလူထုအပေါ်မှာနေ့စဉ်တပ်ဖြတ်နေတဲ့အပေါ်ဒီမှာဆိုလို့ရှိရင်ဘလွန်နီးနဲ့မှဆွေးနွေးမှုဆိုတာမဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စတွေကျွန်တော်တို့ဆွေးနွေးကြတာမျိုးတွေ ဖြစ်ရှိပါတယ်ခင်ဗျဒီကျွန်တော်တို့ဒီဆွေးနွေးတဲ့အထက်မှာဆိုလို့ရှိရင်ဒီဒီတော်လိုင်းအင်အားစုတွေအနေနဲ့ဆိုစစောကပြောခဲ့တဲ့ဒီလုပ်ငန်းစဉ်တွေရှိဒီစစ်ကောင်စီအနေနဲ့နေစဉ်ပြည်သူလူထုကိုဟိုတိုက်ခိုက်အဲတပ်ဖြတ်နေတာဖြစ်တယ်ပေါ့အဲ့ဒီအနေအပေါ်မှာ အာဆီယံအနေနဲ့ဒီတိုက်ခိုက်မှုတွေပြည်သူလူထုတွေအပေါ်မှာနေစဉ်မြန်မာစစ်တပ်အနေနဲ့တပ်ဖြတ်နေမှုအပေါ်မှာရပ်တန့်ပေးဖို့ရှုံချပေးဖို့ဆိုတဲ့အပြင်းပြင်းထန်ထန်အရေးယူတဲ့လုပ်ငန်းစဉ်တွေဆွဲဖို့လိုအပ်တယ်ဆိုတဲ့တောင်းဆိုမှုတွေလုပ်ခဲ့တဲ့ဥစ္စာရှိပါဒါကနံပါတ်1 Succession to Violence ဆိုတဲ့ဒီ5 point consensus မှာတောင်းမှာနေစဉ်ဒီ5 point consensus ကျင်ညာပြီးတဲ့အချိန်ကနေစပြီးတော့အခုအချိန်အထိ နေ့စဉ်စစ်တပ်ကနေပြီးတော့ပြည်သူလူထုအပေါ်တက်ဖြတ်နေမှုတွေအပေါ်မှာအာဆီယံအနေနဲ့ပြင်းပြင်းထန်ထန်အရေးယူဖို့လိုအပ်တယ်ဆိုတော့ဆွေးနွေးချက်တွေလုပ်ခဲ့တဲ့ဥစ္စာရှိပါဒါနံပါတ်၁ဒီဒီနေ့စဉ်ဖြစ်ပျက်နေပြည်သူလူထုအပေါ်ကို တိုက်ခိုက်နေတဲ့အပေါ်မှာဆိုလို့ရှိရင်အာဆီယံ monitoring mechanism လို့ခေါ်တဲ့အာဆီယံနိုင်ငံတွေအနေနဲ့ထိန်းအဲအဆောင်အထိန်းထိန်းစောင့်ကြည့်တဲ့ဒီလုပ်ငန်းစဉ်တွေဖန်တီးဖို့အဲဒီ ါတွေတိဆောက်ဖို့ဆိုပြီးတော့ကျွန်တော်တို့တင်ပြဆွေးနွေးခဲ့တာရှိပါတယ်။နောက်တစ်ခုက humanitarian assistant လို့ဆိုတဲ့အခါမှာဒီအမှန်တကယ်ဆိုလို့ရှိရင်တော်လိုင်းရေးအင်အားစုတွေထိန်းချုပ်နေတဲ့နေရာဒေသကတော်တော်များများရှိနေတာဖြစ်တယ်ပေါ့။ရှိတော့အမှန်တကယ်လိုအပ်နေတဲ့ဒီတော်လိုင်းရေးအစုဖွဲ့နေရာထိန်းချုပ်တဲ့နေရာဒေသတွေမှာရှိနေတဲ့ဒီအဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုတွေပုံမူပြီးတော့အဲတိုက်ရိုက်ဆက်တွယ်ဆောင်ရွက်ဖို့ အဲကျွန်တော်တို့တဘောအဲဆွေးနွေးတင်ပြအဲတဘောတူခဲ့ကြတဲ့ဥစ္စာရှိနောက်တစ်ခုကကျတော့လုံးလုံးစင်မှာကျွန်တော်တို့ဟိုတော်လိုင်းအင်အားစုတွေကြားထဲမှာဆွေးနွေးတဲ့ဟာကဆွေးနွေးနေကြတာရှိတယ်ပေါ့ကျွန်တော်တို့အဲဒီ NUCC မှာဆွေးနွေးကြတာရှိတယ် Multi Ethnic Council လို့ခေါ်တဲ့ MEC မှာဆွေးနွေးကြတာရှိတယ် K3C NUG နဲ့ဆွေးနွေးကြတာရှိတယ်နောက်ပြီးတော့ဒီဒီတော်လိုင်းအစုဖွဲ့ကြားထဲမှာကိုသူ့နေရာဒေတာအလိုက်ဝန်ဆောင်မှုလုပ်ဖို့ ပြင်ဆင်ချိတ်ဆက်ဆောင်ရွက်ကြတဲ့ရန်နေရာတွေရှိတယ်လို့တိုင်းပြည်တည်ဆောက်ရေးအတွက် road map တွေဆွဲတဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေရှိတယ်ဒါပေမဲ့ဒီလုပ်ငန်းစဉ်တွေဆွဲတဲ့အခါမှာကျွန်တော်တို့ကနေ့စဉ်တိုက်ခိုက်မှုရဲ့အောက်မှာဆွေးနွေးရတာဖြစ်တယ် safe space မရှိနေဘူးပေါ့လိုအပ်တဲ့ resource တွေမရှိနေဘူးလို့ကျွန်တော်တို့ကဲကဲတွေတွေ့တဲ့ဥစ္စာမျိုးတင်ပြခဲ့တဲ့အခါမှာ ASEAN အနေနဲ့ mandated support ပေးဖို့ပေါ့ဒီဒေါ်လာရေးလုပ်ငန်းစဉ်တွေဒေါ်လာရေးအစုဖွဲ့တွေမှာတွေ့နေကြတဲ့နိုင်ငံရေး ပြင်ဆင်မှုတွေနိုင်ငံရေးအဲ roadmap ဆွဲမှုတွေလုပ်တဲ့အခါမှာ ASEAN ရဲ့ mandate တဲ့ support အနေနဲ့ပုံမှန်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့အစီအစဉ်ဆွဲပြီးတော့ပြင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျ တွေကအေးပါသလားဆိုရင်တော့အေးပါတယ်လို့ကျွန်တော်ကတော့အဖြေရမှာဖြစ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆွေးနွေးမှုကဒီတိုင်းပဲဆွေးနွေးပြီးပြီးသွားတဲ့အဥ္စာမျိုးတော့မဟုတ်ဘူးပေါ့။လောလောဆယ်လုပ်ငန်းရှင်ကဘယ်လိုမျိုးဘာကြောင့်ဆွေးနွေးကြတာလဲလို့အဲမိကွန်းကနေပြန်ဆက်ရမှာတင်တယ်။လောလောဆယ်မလေးရှားနိုင်ငံအနေနဲ့ဒီအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူတဲ့အခါမှာအခုအာဆီယံဆမစ်အာလာဘိုရှိအာဆီယံဆမစ်မှာဒီမြန်မာဒီ တော်လိုင်းရေးအစုဖွဲ့တွေနိုင်ငံရေးအစုဖွဲ့တွေနဲ့တွေ့ပြီးတော့ပြင်ဆင်တဲ့ဆွေးနွေးတဲ့အကြောင်းအရာတွေကိုအာဆီယံဆက်မက်မှာ တင်ပြမှာဖြစ်ပါတယ်ခင်ဗျာဘောလုံးမျိုးတော်လိုင်းရေးအစုဖွဲ့တွေအားလုံးစုစည်းပြီးတော့ကျွန်တော်တို့တွေဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမယ်ပူးပေါင်းဆောင်ရွက်တက်မာတယ်ဆိုပြီးတော့ဆွေးနွေးပြီးတော့တင်ပြလိုက်တဲ့အကြောင်းအရာတွေကိုအာဆီယံဆက်မက်မှာအာဆီယံခေါင်းဆောင်တွေရဲ့ကြားမှာဆွေးနွေးမှာဖြစ်ပါတယ်ဒီခေါင်းဆောင်တွေရဲ့ဆွေးနွေးပြီးတယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းစဉ်တွေ ိုင်ပင်ဆွေးနွေးထားတဲ့လုပ်ငန်းစဉ်တွေရမှာဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့ ASEAN mandate တဲ့ support ကိုရရှိမှာဖြစ်ပါဒါကြောင့်ဒီဆွေးနွေးတဲ့အကြောင်းအရာတွေကဒီလိုပြင်ဆင်မှုအကြောင်းအရာတွေက ASEAN summit ASEAN နိုင်ငံတွေကို ASEAN နိုင်ငံ member state တွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အကောင့်ထဲပေါ်ဖို့ပြင်ဆင်မှာဖြစ်တဲ့အတွေ့အရေးပါတဲ့ဆွေးနွေးမှုအရေးပါတဲ့တင်ပြချက်တွေလို့တော့ကျွန်တော်ကမြင်ပါတယ်ခင်ဗျ ာစီယံအနေနဲ့ဆိုလို့ရှိရင်မင်းမင်းအွန်လိုင်းကိုဖိတ်မလားဆိုတော့ဖိတ်မှာမဟုတ်ပါဘူးလောလောဆယ်အာစီယံကလက်ရှိအရင်ကတည်းကတည်ရှိထားတဲ့မူဝါဒအတိုင်းရပ်တည်နေတာဖြစ်ပါတယ်ဒီအာစီယံဆမ်မစ်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ပြောရမယ့်အကြောင်းအရာနှစ်ခုရှိတယ်ပေါ့တစ်ခုကမလေးရှားနိုင်ငံရဲ့ bilateral အစိုးရတရက်အနေနဲ့ရပ်တည်မှုပေါ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံက အနေနဲ့ဆိုလို့ရှိရင်လက်ရှိအခြေအနေတွေကိုလက်မှတ်ခံတဲ့အတွက် bilateral engagement တွေကိုအခုထိမလုပ်ဘူးဆိုတဲ့မူရှိပါဒါကမလေးရှားနိုင်ငံရဲ့မူဖြစ်ပါနောက်တစ်ခုကအာဆီယံအနေနဲ့အာဆီယံ summit ဖြစ်တဲ့အတွက်အရင်က5 point consensus မူအရာပြောင်းလဲသွားမှာမဟုတ်ဘူးပေါ့လက်ရှိ5 point consensus မူကိုပဲအခြေအနေနဲ့ဆွေးနွေးထားတဲ့အကြောင်းအရာတွေလောက်ထားတဲ့အကြောင်းအရာတွေကိုဆွေးနွေးဖို့အစီအစဉ်ရှိတယ်ပေါ့အဲ့ဒီဆွေးနွေးဖို့အစီအစဉ်ရှိတဲ့အတွက်ကြောင့်ပဲလောလောဆယ်မှာ ຫນွေဥတော်လိုင်းရဲ့အစုအဖွဲ့တော်တော်များများပါဝင်နေတဲ့အဖွဲ့အစည်းတွေကို၄ချိန်ဒီနေ့အတွင်းမှာကိုဆိုလို့ရှိရင်အားလုံးစုဖွဲ့ပြီးတော့၄ချိန်တိုင်ပင်ဆွေးနွေးအသေးစိတ်ပြင်ဆင်တာဖြစ်ပါဒါကြောင့်မင်းအောင်လိုင်းကိုဖိတ်မလားလို့မေးရင်မင်းအောင်လိုင်းကိုတော့ဖိတ်မှာမဟုတ်ပါဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရေးအခက်အခဲအခြေအနေနဲ့ဆိုလို့ရှိရင်အပြေရှားနိုင်ဖို့အတွက်ပြောင်းလဲလာနိုင်မဲ့အဲမူတွေဖြစ်နိုင်လားဆိုရင်တော့ဖြစ်နိုင် ျွန်တော်တို့ဆွေးနွေးတဲ့အထင်းမှာဆိုတော့ပြောခဲ့တဲ့အကြောင်းအရာတွေပါတဲ့အပါတဲ့ပေါ့ပထမတည့်ရအနေနဲ့ဆိုရင်မြမအရေးကိုအပြေရှာဖို့ဆိုလို့ရှိရင်တရားနားထောင်ပြီးတော့လုပ်တဲ့ inclusive engagement အနေနဲ့စဉ်းစားတဲ့လုပ်ငန်းစဉ်ဖြစ်ပထမနံပါတ်1အဲ့ဒီ engagement အားလုံးကိုလုပ်ပြီးတဲ့အခါမှာနားထောင်ပြီးတော့ရေရှည်လုပ်ငန်းစဉ်ကိုဆွဲမယ်ဆိုပြီးတော့စဉ်းစားခဲ့ကြတဲ့အခါမှာအဲ့ဒီရေရှည်လုပ်ငန်းစဉ်ကိုဘယ်လိုလုပ်ကြမလဲဆိုတဲ့အဥ္စာမျိုးကို ASEAN Summit မှာဆွေးနွေးနိုင်ပွဲရှိပါ အဲ့လိုရေရှည်လုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်မဲ့အထင်းမှာ permanent special envoy on Myanmar affairs ဆိုတဲ့အကြောင်းအရာလဲဆွေးနွေးဖို့ရှိတဲ့အခါမှာမြန်မာနိုင်ငံရေးကိုအာဆီယံဥက္ကဋ္ဌတစ်နှစ်ရောက်လာလိုက်ပြောင်းသွားလိုက်တစ်နှစ်ရောက်လာလိုက်ပြောင်းသွားလိုက်ဆိုလို့ရှိရင်တကယ့်မြန်မာအရေးကိုဒီဇိုင်းမဲ့မဲ့လုပ်နိုင်ဖို့အတွက် permanent special envoy ကိုခန့်နိုင်မဲ့အလားလာလဲမြင်ရကြည့်ရှိတယ်ဆိုတော့မြန်မာအရေးကိုတေချာကင်တွင်နိုင်ဖို့အတွက်အာဆီယံရဲ့အခန်းကဏ္ဍ ဘလူမျိုးပြန်ယူလာမလဲဆိုတဲ့အခြေအနေတော့ဒီအာဆီယံဆမ်မစ်မှာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်အာဆီယံဆမ်မစ်မှာ Permanent Special Envoy ခန့်နိုင်မလား?အာဆီယံအာဆီယံ Permanent Special Envoy ခန့်တာနောက်ပြီးတော့ဒီ Special Envoy ခန့်နိုင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်ကိုဒီဇိုင်းမမတ်လုပ်နိုင်ဖို့အတွက်အဲရုံးနေဖွင့်တာပုံမှန်ပြီးတော့ချိတ်ဆက်ဆောင်ရွက်တာ ASEAN Member State တွေရဲ့

စောစောကပြောတယ်လို့မျိုးပဲအစီဝေပေါင်း150ကျုံရှိပြီဖြစ်တယ်ပေါ့မလေးရှားနိုင်ငံအနေနဲ့ကကြက်တော့မြန်မာပြည်သူလူထုတွေအပေါ်မှာအယူအသဖြစ်ရမယ်ဆိုစေတနာရှိတယ်လို့ထင်ပုံမူပြီးတော့မြန်မာအရေးကိုအပြေရှားနိုင်ဖို့ဆိုရင်ရှိရှိပြင်ဆင်ရမယ်ဆိုတဲ့ယုံကြည်မှုအနေနဲ့လုပ်နေတာဖြစ်တယ်လို့ထင်ထင်တော့ဥက္ကရာတာဝန်ယူတဲ့နှစ်တင်မဟုတ်ဘဲနဲ့စောစောကပြောခဲ့တယ်လို့ပဲ match လာ2024ကနေယနေ့အချိန်အထိ ပြင်ဆင်မှုတွေဆိုရင်ကြစ်ကြစ်လစ်လစ်လုတ်တယ်လို့တွေ့ရတယ်ပေါ့မြန်မာຫນွေဦးဒေါ်လာရဲ့အစုဖွဲ့နိုင်ငံရဲ့အစုဖွဲ့တော်တော်များများကိုဘိုင်လက်ထရယ် engagement ကနေစပြီးတော့စုပေါင်းတွေ့တဲ့အခါမှာတည်တည်ချာချာလေးကိုပြင်ဆင်တွေ့တာ ဖြစ်တဲ့အတွေ့ဒီတွေ့ဆုံမှုတွေဟာမြန်မာပြည်သူလူထုအတွက်တော့အောင်မြင်တယ်လို့တော့ကျွန်တော်ကထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်သူလူထုပေါ်နေလူထုတွေနေစဉ်တွေ့ကြုံနေရတဲ့အခက်အခဲတွေကို တင်ပြနိုင်တယ်နောက်ပြီးတော့ပုံမူပြီးတော့မြန်မာပြည်သူလူထုကိုကိုစားပြုတ်နေကြတဲ့တော်လှန်ရေးအစုအဖွဲ့တွေကိုတလေးတစားတည်တည်ချာချာနားထောင်ပြီးတော့အာဆီယံဥက္ကဋ္ဌအနေနဲ့ပြင်ဆင်တာဖြစ်ပါနောက်တစ်ခုကဒီလိုမျိုးတွေ့ဆုံလိုက်တဲ့အခါမှာပုံမှန်တွေ့ဆုံပြီးပြီးတော့ပြီးသွားတဲ့အဥ္စာမျိုးတော့မဟုတ်နိုင်ဘူးလူဦးတော်လှန်ရေးအစုအဖွဲ့တွေနဲ့အာဆီယံအာဆီယံဥက္ကဋ္ဌအနေနဲ့ရောအာဆီယံ member state တွေအနေနဲ့ရော ဘယ်လိုမျိုးပူးပေါင်းပြီးတော့ဆောင်ရွက်ကြရမလဲဆိုတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်တို့ကဆွဲကြတာဖြစ်ပါတယ်။ကြိုင်းမဲ့ကျွန်တော်တို့ကတော့တော့ဟိုပျော်ပြီးပြီးသွားတယ်ဆိုတဲ့အဥ္စာမျိုးကိုလောက်ကြတဲ့အဥ္စာဟုတ်ဘူးပေါ့။ဘယ်လိုလုပ်ငန်းစဉ်တွေဆောင်ရွက်ကြမလဲဆိုတဲ့အဥ္စာမျိုးတွေကိုတော်လိုင်းရင်အစုဖွဲ့တွေကတင်ပြနိုင်ခဲ့တယ်။အဲ့လိုဘယ်လိုမျိုးဆောင်ရွက်ကြမလဲဆိုတဲ့လုပ်ငန်းစဉ်တွေကို ASEAN Summit ကနေတင်ပြပြီးတော့ ASEAN အဲအဲလုံးလုံးစင်မှာ ဒီဟာပြင်ဆင်တဲ့အခါမှာဆိုလို့ရှိရင်စောစောကကျွန်တော်ကြံတွားခဲ့တဲ့ဥစ္စာရှိတယ်။ဒီဟာလာတက်တဲ့အစည်းအဝေးမှာဆိုလို့ရှိရင် special envoy မလေးရှားနိုင်ငံရဲ့ special envoy ပါတယ် Miss Julie Bishop UN special envoy ပါတယ်။နောက်တစ်ခုက Philippines နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကပုံကိုယ်တွေလည်းပါတယ်။ပုံကိုယ်တွေလည်းပါတော့ ASEAN အနေနဲ့မြန်မာ့နိုင်ငံဥတော်လန်ရဲ့အစုအဖွဲ့တွေအနေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြရမလဲဆိုတဲ့ တိုင်ပင်မှုတွေဆွေးနွေးမှုတွေကချစ်ချစ်လေးလေးလုပ်နေတယ်ပုံမအကောင့်ထဲဖော်ဖို့လေအလားလားရှိတဲ့အတွက်တော်လန်ရေးအစုဖွဲ့တွေအနေနဲ့မလေးရှားအာဆီယံချဲမန်ကာလမှာတော့တော်တော်လေးကိုချစ်ချစ်လေးလေးပူးပေါင်းဆောင်ရွက်မှုတွေပြင်ဆင်မှုတွေတွေ့ရတဲ့အတွက်အာဆီယံဆမ်မစ်ကရလာမယ်ရလာအနေနဲ့ဆိုလို့ရှိရင်အလားလားကောင်းတယ်မြန်မာပြည်သူလူထုအတွက်တော်လန်ရေးရဲ့ပုံမပြီးတော့လုံနိုင်မဲ့အင်အားအတွက်တော်တော်လေးကို ဟိုတွန်းအားဖြစ်စေတဲ့ဆွေးနွေးပွဲလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ခင်ဗျမလေးရှားအာဆီယံချဲကာလမှာမလေးရှားကအစီအဝေးတွေလုတ်တဲ့အခါမှာမြန်မာ့ຫນွေဥတော်လန်ကြီးအဖွဲ့အစည်းတွေတော်တော်များများကိုပြင်ဆင်ပြီးတော့ဖိတ်ခေါ်ဖိတ်ခေါ်ပြုလုပ်တာဖြစ်ပါတယ်ဒီ statement ထုတ်တဲ့အချိန်ဒီမှာကြည့်ရင်တောင်မှဒီတော်လန်ကြီးအစုဘွဲ့တွေတော်တော်များများအနေနဲ့ဒီပါတဲ့ဥစ္စာတွေ့ရမှာတကယ်တမ်းအဖွဲ့အစည်းတွေကတော်တော်များများအဲ့ဒီထက်တောင် အဖိတ်ခံတာဖြစ်ပါတယ်။တွာလာမှုအရာရောအချိန်နေရရောတက်ရောက်နိုင်တာမတက်ရောက်နိုင်တာကအပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ဒါပေမဲ့မလေးရှားအနေနဲ့မြန်မာနိုင်ငံရေးမှာပါဝင်နေကြတဲ့အဖွဲ့အစည်းတော်တော်များများကိုဖိတ်ခေါ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့အခါမှာဒီဆွေးနွေးဝဲနေမှာဆိုလို့ရှိရင်အန်ယူဂျီလို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရပါတယ်။အန်ယူစီစီလို့ခေါ်တဲ့အမျိုးသားညီညွတ်အတိုင်းပင်ခံကောင်စီပါတယ်။ဆွေးနွေးဝဲအတွင်းမှာဘလို့တွေ့ရတယ်လဲဆိုရင် မြန်မာပြည်သူလူထုအတွက်တော်လန်ရေးဆိုတဲ့အောက်မှာအတူတူလုပ်နေကြတဲ့ collective work လို့ခေါ်တဲ့အတူတူလုပ်နေကြတဲ့အဥ္စာကိုပို့တွေ့ရတယ်ပေါ့အလုံးတွေ့ကြတယ်လို့ပဲ statement ရေးထားတဲ့အတိုင်းပဲတကယ်တမ်းဒီမလေးရှားရဲ့ championship ကာလမှာတော့ကိုကန္တာအလိုက်ပေါ့အစည်းအဝေးအတွင်းမှာကကြတော့တက်ရောက်လာကြတဲ့အဖွဲ့အစည်းနာမည်ကမတူဝေမဲ့လို့တကယ်တမ်းအလုပ်တွေအနေနဲ့ဆိုလို့ရှိရင်မြန်မာပြည်သူလူထုအတွက်တော်လန်ရေးလုပ်ငန်းစဉ်အောင်ဖို့ မြန်မာပြည်သူလူတွေစနစ်တစ်ခုအစ်စ်တစ်ခုကိုပေါ်ဆောင်ပြီးတော့တိုင်းပြည်အစ်စ်တစ်ခုကိုပေါ်ဆောင်နိုင်ဖို့အတွက်လှုပ်တဲ့အခါမှာ collective in အားကိုတွေ့ရတယ်ပေါ့မြို့တိုင်းညွေအစိုးရအနေနဲ့ဆိုနိုင်ငံညာရေးဝန်ကြီးကိုယ်တိုင်တက်တာရှိတယ် CRPH ကတက်တာရှိတယ်နောက်ပြီးတော့အခြားဒီ ERO လို့ခေါ်တဲ့ active resistant organization အဖွဲ့အစည်းတွေတက်တာရှိတယ်မြေပြင်မှာတာဝန်မှာထမ်းဆောင် နေကြတဲ့ဒေသအလိုက်နိုင်ငံရေးအစုအဖွဲ့တွေလူမျိုးစုနိုင်ငံရေးအစုအဖွဲ့တွေလည်းစုံစုံလင်လင်တွေ့တာဖြစ်တဲ့အတွက် အတွင်းဆွေးနွေးပွဲအနေနဲ့ဆိုလို့ရှိရင်အစုအဖွဲ့ဖြစ်တည်မှုအရာအငင်းပွားနေတာမျိုးမဟုတ်ဘဲနဲ့ကန္တအလိုက် collective engagement collective message အနေနဲ့ ASEAN ကိုပေးတဲ့ဟာအနေနဲ့တော့တွေ့ရပါတယ်ဆိုတော့မြို့တိုင်းညီညွတ်ရေးအစိုးရအနေနဲ့အစိုးရရဲ့လုပ်ငန်းဆောင်တာအစိုးရရဲ့လုပ်ငန်းဆောင်တာ ပြောင်းလဲမှုတွေကိုဆွေးနွေးတယ်လို့အခြားတော်လှန်ရေးအစုအဖွဲ့တွေအနေနဲ့လည်းချိတ်ဆက်ဆောင်ရွက်မှုတွေပါဝင်မှုတွေဆွေးနွေးတာဖြစ်တဲ့အတွက်ဒီ ASEAN ဒီနောက်ဆုံးဆွေးနွေးပွဲအထိဆိုလို့ရှိရင်တော်လိုင်းရဲ့အစုဖွဲ့တွေအနေနဲ့ collective work လို့ခေါ်တဲ့အားလုံးညီညီညာညာအနေနဲ့နိုင်ငံတကာကိုချိတ်ဆက်ဆောင်ရွက်မှုမြန်မာပြည်သူလူထုတွေအပေါ်မှာပုံမပုံမအချို့ပြုနိုင်ဖို့အတွက်လုပ်နေတဲ့အလုပ်တွေကစီစီလုံးလုံးလုပ်နေကြတယ်၊ရွေးနေကြတယ်ဆိုတာကိုတော့မြင်ရပါတယ် တကယ်တော့ဒီအစည်းအဝေးပွဲတွေမှာဆောစောကအခုပြောထားတဲ့အဖွဲ့အစည်းတွေကပါတလားဆိုရင်တော့တကယ်တမ်းတော့ဖိတ်တဲ့အထက်မှာပါတယ်လို့ကျွန်တော်အကြံမြင်ဖြေပြရစီအဲဖိတ်ဖိတ်အဲဖိတ်တဲ့အထက်မှာပါတယ်သူတို့ရဲ့ပါဝင်မှုအနေနဲ့ဆိုရင် logistic အခက်အခဲကြံတဲ့အခက်အခဲတွေရှိတဲ့အတွက်ပေါ်ပြလို့ရခဲ့တာပေါ်ပြလို့မရခဲ့တာရှိတယ်ဒါပေမဲ့မလေးရှားရဲ့ဖိတ်ချမ်းမှုဆွေးနွေးမှုဒီတစ်နှစ်တာ ကာလတွေမှာဆိုလို့ရှိရင်စောစောကအခုပြောတဲ့အဖွဲအစည်းပေါ့ဖွဲ့စည်းတွေတော်တော်များများကဒီဖိတ်တဲ့ပြင်ဆင်တဲ့ဆွေးနွေးတဲ့အထဲမှာ different capacity လို့ပြောရတဲ့ဆွေးနွေးချိတ်ဆက်ပုံပဲမတူတာပေါ့အားလုံးကပါခဲ့တယ်ပေါ့ဥပမာစောစောကပြောတဲ့အထဲကအဖွဲ့စည်းတစ်ဖွဲ့ကိုကောက်လို့ပြောရမယ်ဆိုလို့ရှိရင် National League for Democracy NLD အနေနဲ့ဆိုလို့ရှိရင်ဆွေးနွေးပွဲတွေအားလုံးမှာပါပါတယ်ဆွေးနွေးပွဲတွေအားလုံးမှာအဖိတ်ခံရတယ်ပေါ့ဒါပေမဲ့ တခြားအခက်အခဲတွေရှိတဲ့အတွက်တက်ရောက်နိုင်ခြင်းမတက်ရောက်နိုင်ခြင်းကကြတော့ဒီကြက်နဲ့အခက်အခဲတွေကြောင်းတာဖြစ်တယ်ဆိုတော့မလေးရှားရဲ့ချိတ်ဆက်ဆောင်ရွက်မှုအနေနဲ့ဆိုလို့ရှိရင်အမျိုးသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အနီးကပ်ချိတ်ဆက်ဆောင်ရွက်တာတိုင်ပင်တာတွေလည်းလုပ်ခဲ့တယ်ပေါ့နောက်ပြီးတော့ဒုတိယအကြိမ်အဲတွဲဆောင်ဆွေးနွေးပွဲမှာတောင်မှဒီ NLD အနေနဲ့ထုတ်ပြန်ချက်ထုတ်ခဲ့တာကိုကြည့်တယ်ဆိုလို့ရှိရင်ဒီမလေးရှားအစိုးရအာဆီယံဥက္ကဋ္ဌအနေနဲ့ဆွေးနွေးမှုတွေလုပ်တဲ့အခါမှာတော့ မြန်မာ့ຫນွေဥတော်လိုင်းအစုဖွဲ့တွေမြန်မာနိုင်ငံလှုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေတော်တော်များများကိုချိတ်ဆက်ဆောင်ရွက်နေတာဖြစ်ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီအခက်အခဲတွေပြဿနာတွေရှိနိုင်လားဆိုတော့မရှိနိုင်ဘူးဒီအစုအဖွဲ့တွေ ਨੇ ဘိုင်းလက်ဒရယ်တော်လကောင်းဒီစုဖွဲ့မှုတွေကိုတက်ရောက်ဖို့တော်လကောင်းမလေးရှားကတေချာပြင်ဆင်ဆောင်ရွက်တာဖြစ်တဲ့အတွက်ပုံမူပြီးတော့အဲစုစည်းလာမယ်ပုံမူပြီးတော့အစဉ်ပြေလာမယ်ဆိုတဲ့အရေးအယံပဲကျွန်တော်ကအမြင်ရပါတယ်ခင်ဗျာ မလေးရှားနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူတဲ့အခါမှာမြန်မာအရေးကိုအမှန်တကယ်အပြေရှားပေးခြင်းတဲ့ genuine အစီအစဉ်အပေါ့လေအဲမြင်ရတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်နိုင်ငံသားတယောက်အနေနဲ့ပြောရဆိုလို့ရှိရင်အစီအစဉ်ကိုမြင်ရတယ်တည်တည်ချာချာလည်းဆောင်ရွက်တယ်ပေါ့မြန်မာဒီပြည်သူလူထုကိုကိုစားပြုနေတဲ့မြို့တိုင်းညီညွတ်ရေးအစိုးရမြို့တိုင်းညီညွတ်ရေးတိုင်းပြည်ငံကောင်စီပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအပါအဝင် အခြားဒေတာအလိုက်မှာဝန်ဆောင်မှုပြုနေကြတဲ့အဖွဲ့အစည်းတွေအဖွဲ့သေးသေးကြီးသေးဆိုတဲ့ size ကို မစင်စားဘဲနဲ့မြန်မာပြည်သူ လူထုရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေတော်တော်များများကိုပြင်ဆင်ဆောင်ရွက်တာဟာမလေးရှားရဲ့ ASEAN Chairmanship က the more inclusive the more work body ကို ASEAN ဥက္ကဋ္ဌတာဝန်ယူတဲ့နှစ်မှာတည်တည်ချာချာအပြင်းစင်ဆုံးတည်တည်ချာချာ အမှန်တကယ်စေတနာနဲ့အလုတ်ပေးဆုံးလို့ကျွန်တော်ကတော့ထင်အဲ့လိုပြင်ဆင်တဲ့အခါမှာဒီဆွေးနွေးပွဲတွေတစ်လျှောက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အမျိုးသားညီညွတ်ရေးအစိုးရပတ်သက်တယ်လို့မန္တလေးမှာပြည်သူလူထုကိုအတွက်ကိုအကျိုးဆောင်နေကြတဲ့အဖွဲ့အစည်းတွေစကိုင်းမှာပြည်သူလူထုအကျိုးကိုဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေမန္တလေးရန်ကုန်ဒေသတွင်းမှာပေါက်ဖွားနေကြတဲ့ပေါက်ဖွားလာတဲ့ emerging stakeholder emerging institution တွေအပါအဝင် အဖွဲ့အစည်းအားလုံးတော်တော်များများကို အသေးစိတ်လေးလေးစားစားထားပြီးတော့ဆောင်ရွက်တာဖြစ်တယ်ပေါ့ဖြစ်တော့မလေးရှားရဲ့ championship ကာလတနှစ်တာလောလောလတ်လတ်ကာလမှာတော့ရလတ်ကိုတော့ညင်ကျင်မှညင်ရမယ်တော်တော်မြမနွေဦးတော်လန်ရေးအတွက်ပြည်သူလူထုလိုချင်နေတဲ့နိုင်ငံအသစ်တိဆောင်ရေးအတွက်ဖက်ဒရယ်ပြည်ထောင်စုတိဆောင်ရေးအတွက်လုပ်ငန်းစဉ်ကိုတော့အများကြီးအကျိုးဖြစ်စေတယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ မလေးရှားနိုင်ငံရဲ့ဆွေးနွေးပွဲတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြူဒန်ညညရဲ့အစိုးရနောက်ပြီးအရင်ဒေသအလိုက်မှာပြည်နယ်အလိုက်မှာဥဆောင်နေကြတဲ့နိုင်ငံကြီးအဖွဲ့အစည်းပေါ့ EAO လို့ခေါ်တဲ့အဖွဲ့အစည်းတွေလည်းပါတယ်လို့လူမျိုးစုကိုစားပြုအဖွဲ့အစည်းတွေတိုင်းနေမှာရှိတဲ့ဒေသယနေ့ Federal Unit လို့ခေါ်တဲ့ဒေသတွေမှာပါဝင် transfer နေကြတဲ့အဖွဲ့အစည်းတွေတော်တော်များများဖြစ်တဲ့မလေးရှားနိုင်ငံအနေနဲ့အာဆင် Chairman အနေနဲ့ပြည်သူလူထုကိုကိုစားပြုနေကြတဲ့ အဖွဲအစည်းတွေကိုအနီးကပ်တည်တည်ချာချာဆောင်ရွက်ပေးခဲ့တာဖြစ်တဲ့အတွက်ဂျေဇူးလဲတင်တယ်ကျွန်တော်မြမနိုင်ငံရေးမြမတော်လန်ရေးကိုရှေ့တူးနိုင်ဖို့အတွက်အားတည့်ရဖြစ်စေခဲ့တယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပါတယ်